အဓိကလေညီမလေးပြန်ဆိုတင်းမဆိုဘူးဆိုတာညီမကြောက်လို့တက်လာအဆဲခံရမှာကြောက်လို့ကိုကတော့ကိုရဲ့ move ကိုရဲ့ပုံစံနဲ့ဆိုလိုက်တယ်ဒါပေမဲ့ပြန်ဆိုတင်းကိုဆိုတဲ့အခါမှာအငြင်းရမ်းများပါဘောနော်ဟောအရှိအလူထက်ကိုကမူရင်အဆိုတော့ထက်ကောင်းအောင်ဆိုနိုင်ဆိုနိုင်မဆိုနိုင်ရင်ဟိုပြိတ္တတရားဝိုင်းပြီးတော့ပြင်းမှာဆိုတော့လေအဲ့ဒါလေးကိုညီမကြောက်တော့အဲ့တော့ငါရဲ့ကိုပိုင်တန်စင်လေးနဲ့ငါရင်ဆုံးထွက်မယ် ပြီးတော့မှလက်ခံပြီးပြစ်သက်ပြသူသူရာလေးကကြိုက်တယ်ဆိုရင်တော့အဲတက်ဆိုတေးလေးဆိုဖို့တော့စီစဉ်ထားပါတယ်ညီမလေးအဲ့တေးလေးကိုညီမတချင်းဆိုရင်ပြောတယ်ညီမရဲ့အတန်ကအရန်အွန်လိုင်းထဲမှာမပါဘူးချိုးချိုးလေးထဲမှာပါတယ်ညီမဘယ်လိုမျိုး တချင်းပုံစံလေးကြီးကြိုက်တယ်ဆိုပြီးတော့ညီမကပြောထားတာဖြစ်တဲ့အတွက်အဲ့အကူတွေကလည်းညီမရဲ့အတန်နဲ့လိုက်တဲ့ဒီတချင်းကိုပဲရေးပေးတာများတယ်အဲ့တော့ညီမကတော့ကိုစုံမဲ့တချင်းကို100%ပြိတက်ကြိုက်တယ်လို့ညွန်ကြည့်တယ်ဘာလို့လဲဆိုတော့ညီမဒီတချင်းကိုကြည့်ရင်ကြည့်ရင်နဲ့တော့မှလေဆွဲနေတာစိတ်ထဲတည့်ရမလားဘေးနားနားထောင်နေသူကလည်းဟဲ့ကောက်လိုက်တာကောက်လိုက်တာဆိုပြီးတော့အဲ့လိုမျိုးမှတ်ချက်ပေးရပေါ့နော်အဲ့တော့ဒီတချင်းလေးကိုလောရတဲ့အခါမှာလုံးဝ100%ညွန်ကြည့်မှုရှိတယ် ပေါက်နိုင်တယ်လို့လည်းထင်တယ်။အတန်ကလာကကောင်းတယ်။ပြော့ဆိုတဲ့အခါမှာစိုင်ရမ်းကြတယ်။ညီမအဲ့အဲမခိုင်အဲ့လိုပွဲကြီးပါလေလုတ်တယ်ဆိုညီမသွားနာထောင်တယ်။သွားနာထောင်ပြီးတော့ကြည့်တယ်အဲ့လိုဆိုတဲ့အခါမှာဟိုပဲလေးနဲ့ဟိုမှာအဲ့လိုစိုင်ရမ်းမိရပေါ့နော်။ညီမအဲ့လိုမျိုးစွတ်တက်ချင်တာ။အဲ့တော့တချင်းတစ်ပုတ်ကိုဘယ်ဟာပဲလာလာလုံးဝ professional ကြရဲဆိုတာအဲ့အဲ့မခိုင်ယူလို့မျိုးညီမရတော့ ြည့်ဘူးတယ်ညီမအဲ့သူ show ပွဲကြီးလုပ်တယ်ဆိုရင်အာညီမသွားကြည့်တယ်ဘုလို့ဆိုအရန်စိုက်တယ်။အော်သူဆိုလိုက်တဲ့အချိန်မှာကိုကလိုက်ဆိုရတဲ့ feeling လေးကအရန်မိုက်တယ်။ ဒီတက်ဖို့ဆိုမြင့်ကာရှုံရုံအတွက်ပေါ့နော်။လာပြီးတော့ပတ်တက်ပြီးတာပါ။ fashion လေးကတော့သူတို့ကဒီကားပြပွဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကားပြပွဲနဲ့ like တဲ့ fashion လေးပေါ့နော်။ကိုယ်တိုင် idea လေးနဲ့စဉ်းစားပြီးတော့ဖြစ်တာပါ။လက်တော်တော့ဒီဇလန်ဒလေးရိုက်နေရပေါ့နော်။ပြီးတော့ညီမဒီဆက်နှစ်လပိုင်းမှာထွက်မဲ့တချင်းလေးကိုလည်းညီမ music video လေးလုပ်ဖို့တဲ့စဉ်းစားနေပါရဲ့။အာတချင်းလေးကတော့ဒီ ဟိုတီးဖြတ်တာရေးပေးထားတာတော့အစောတော့ညီမဆုံမှာပေါ့နော်အဲသူကတော့အဲ့တော့ပေါ့ပုံစံမျိုးလေးအဓိက main ကလေးအတွက်ပေါ့နော်အသေးကွဲတာပေါ့နော်အဓိကဘဲရထားခဲ့တယ်ဘဲထားခံပြီးတော့ဒီအသေးကွဲတဲ့အဲ mood လေးမျိုးပေါ့နော်အဲ့ဒါလေးနဲ့ဆုံမှာပါအဲကိုဝိုင်းတက်သူတေးစီယာကိုပေါ့နော်ညီမရဲ့ feeling လေးပြောရပါပေါ့နော် ညီမတော့ဒီလိုဒီလိုလေးလိုချင်တယ်ဆိုပြီးတော့အဲ့မှာတေးစရာသူ့ရဲ့ idea နဲ့ညီမရဲ့အတန်ကာလာနဲ့လိုက်မဲ့ဒီတချင်းလေးကိုရေးပစ်ထားတာပါအဲတခြားတချင်းဆိုခဲ့ဘူးတာကြီးရှိရဲအဲ့ club vibe တချင်းလေးရဲ့ဆိုတာကရှိရဲပေါ့နော်အဲ့ဟာလေးကကြတော့ပထမအဲ့လေးပထမဆုံးထွက်မယ်လို့ပထမ season ထားတာ ဒါမဲ့တင်းရည်ဗျက်တရဲ့သချင်းလေးကိုနားထောင်ပြီးရတဲ့အခါမှာအကိုကပို့လိုက်တဲ့အခါမှာညီမသူ့သချင်းကိုနားထောင်ပြီးတော့အဲ့လိုမျိုးအရန်ကြိုက်သွားအရန်ကြိုက်သွားတော့အော်ငါ့ပထမဆုံးအနေနဲ့ဒီသချင်းလေးကိုတော့ငါဆက်ထွက်မှရမယ်ဆိုပြီးတော့အဲ့တော့အဲ့ကိုရေးပေးရတဲ့သချင်းလေးနဲ့ပထမဆုံးပွဲဥထမှာပါအဓိကလေညီမလေးပြန်ဆိုတင်းမဆိုဘူးဆိုတာညီမကြောက်လို့ တလားအစဲခံရမှာကြောက်လို့ကိုကတော့ကိုရဲ့ mood ကိုရဲ့ပုံစံနဲ့ဆိုလိုက်တယ်ဒါပေမဲ့ပြန်ဆိုတိ့ကိုဆိုတဲ့အခါမှာအငယ်ရမ်းများပါဘောနော်ဟောအရှိအလူထက်ကိုကမူရင်အဆိုတော့အထက်ကောင်းအောင်ဆိုနိုင်ဆိုနိုင်အမဆိုနိုင်ရင်ဟိုပြိတ္တတရားဝိုင်းပြီးတော့ပြင်းပါဆိုတော့လေအဲ့ဒါလေးကိုညီမကြောက်တော့အဲ့တော့ငါရဲ့ကိုပိုင်တန်စင်လေးနဲ့ငါရင်ဆုံးထွက်မယ်ပြီးတော့မှလက်ခံပြီးပြိတ္တတရားသူဆိုတာလေးကစိုက်တယ်ဆိုရင်တော့အဲတက်ဆူသေးလေးဆိုဖို့တော့စီစဉ်ထားပါတယ် အဲတခါတလေတော့ဖြစ်တာပေါ့နော်အဲတခါတလေကျတော့အော်သချင်းကိုဖြတ်နေတယ်လို့လို့အဲမူရင်းအတန်ထက်မကောင်းတာရှိတာပေါ့နော်အဲ့လိုမျိုးဆိုရင်အဲညီမလေအဲ့လိုဖြစ်မှရင်ကြောက်တာတိလားသူသူများရင်ဘလိန်မှလည်းကြောက်တယ်အဲ့တော့ဆိုတော့ဆိုခြင်းနဲ့ခုနပြောလို့တာဝန်အရင်ကြီးရဲ့ပေါ့နော်အဲ့မူရင်းထက်ကိုမဆုံနိုင်မှလည်းကြောက်တယ်အဲ့ကြောင့်ညီမကတော့ဒီပြန်စုတေးလေးကိုရောခဏ break ပြီးတော့ညီမရဲ့ဒီကိုပိုင်းတန်စင်လေးကိုအရင်ဆုံးပြည့်သက်တွေကို ဟိုညီးဆန်းဖို့အတွက်ပေါ့နော်အရင်ဆုံးချက်ပြမယ်အဲပြည်သက်တွေလက်ခံပြီးဆိုမှဒီပြန်ဆိုတီးလေးကိုလုပ်ဖို့တော့စီစဉ်ထားတယ်ဟုတ်တချင်းနေရာကျတော့အခုညီမကဒီ vocal twin တော့ vocal ဒီအကိုရီယာလည်းတင်ပေးတယ်ပရတီးအကိုရီယာလည်းတင်ပေးတယ်ဟိုဆံမကြီးနဲ့လည်း train ရတာပေါ့နော်တော့ကိုကိုတိုင်းဒီတိုင်းဆိုရင်တော့ကိုကရှောက်ပြီးဆိုသလိုဖြစ်နေတာခလေးဟိုခလေးတချင်းဆိုဆိုဖြစ်နေတာပေါ့နော်ဒီ professional ကြဖို့ကကြတော့အဲ့ ဟိုဒီတေးကြီးအကိုတွေရောဒီညီမအတန်သွင်းတဲ့အခါမှာဒီဆရာတွေရောဆရာမတွေရောသူတို့တွေအားလုံး စုံပြီးတင် जा ပေးတာပဲညီမအသွင်းဖြစ်တာလားကဲကိကတော့လေညီမကအဲ့ဒီတချင်းရေးပြီဆိုရင်အဲ့အကိုကြီးကတော့အားလုံးတော့သူက train ပေးတာပေါ့နော်အာဆီယမတို့ခေါ်တာတို့အပြင်ကလူခေါ်တာတော့ရှိတာပေါ့ညီမလေးအဲ့တေးရီကိုညီမတချင်းဆိုရင်ပြောရဲညီမရဲ့အတန်ကအရန် online ထဲထဲမှာမပါဘူးချိုချိုလေးထဲမှာပါရဲညီမဘလို့မျိုးတချင်းပုံစံလေးကြီးစိုက်တယ်ဆိုပြီးတော့ညီမကပြောထားတာဖြစ်တဲ့အတွက်အဲ့အကူရီကလည်းညီမရဲ့အတန်နဲ့လိုက်တဲ့ ဒီတခြင်းကိုပဲရေးပေးတာများတယ်အဲ့တော့ညီမတော့ကိုစုံမဲ့တခြင်းကို100%ပြည့်တဲ့စိုက်မယ်လို့ညုံကြည့်တယ်ဘာလို့လဲဆိုတော့ညီမဒီတခြင်းကိုကြည့်ရင်ကြည့်ရင်နဲ့တော့မှလေဆွဲနေရစိတ်แทသိရမလားဘေးနာနားထောင်နေသူကလည်းဟဲ့ကောက်လိုက်တာကောက်လိုက်တာဆိုပြီးတော့အဲ့လိုမျိုးမှတ်ချက်ပေးရပေါ့နော်အဲ့တော့ဒီတခြင်းလေးကိုလောရတဲ့အခါမှာလုံးဝ100%ညုံကြည့်မှုရှိတယ်အဲပေါက်နိုင်တယ်လို့လည်းထင်တယ် အမှန်တမ်းပြောရင်တော့အဲ့လိုမျိုးလည်းယူရချက်မရှိပါဘူးညီမလေးတိတ်ပြီးတော့ဘယ်လိုလဲ confident တိတ်မရှိဘူးပေါ့နော်ဟိုဘာပြောတချင်းသွင်းတဲ့အခါမှာအကုန်လုံးကလေ color လေးကလည်းလှတယ် vocal လေးကလည်းကောင်းတယ်ဒါပေမဲ့ညီမကနည်းနည်း train ဖို့လိုသေးတယ်အဲ့ train နိုင်နေဆိုရင်တော့ညီမအဆင်ပြေရပေါ့နော်အကုန်လုံးက perfect ဖြစ်ပြီလို့ပြောတယ်ဒါပေမဲ့လောလောဆယ်တော့ဒီ train နဲ့ color လေးပဲရှိပါသေးတယ်သူများကြီးကိုမှီဖို့နာမည်ကြီးကိုမှီဖို့ဆိုတာကတော့လုံးဝစူးစမ်းအောင်ပါပေါ့အဲ့ဒါလေး လူအတိုင်းငယ်ရတယ်လားညမအဲ့လိုနားထောင်လိုက်ရင်အဲ့လိုထရိနာဘူးတချင်းတို့ညမအဲ့အတန်ကျင့်နေလဲအဲ့ထရိနာဘူးတချင်းနေညမကျင့်တာများရဲ့အဲ့သူ့ရဲ့အတန်ကြိုက်တယ်သူ့တချင်းမှန်သမျှရရတယ်အဲ့လိုမျိုးပွဲတိုင်းလဲအဲ့သူ့တချင်းပဲဆိုတာများရဲ့ညမအကြိုက်ဆုံး favorite အစိုးရပေါ့ဟုတ်လားအတန်ကလာကကောင်းတယ်ပြော့သူ့ရဲ့အခါမှာစိုင်ရမ်းကြတယ်ညမအဲ့အဲ့မခိုင်အဲ့လိုပွဲကြီးပါလေလုတ်တယ်ဆိုညမသွားနာထောင်တယ်သွားနာထောင်ပြီးတော့ကြည့်တယ်အဲ့လို ဆိုတဲ့အခါမှာဟိုပဲလေးနဲ့ဟိုမှာအဲ့လိုဆိုင်ရမ်းမိရပေါ့နော်ညီမအဲ့လိုမျိုးဆိုတတ်ချင်တာအော်တချင်းတစ်ပုတ်ကိုဘယ်ဟာပဲလာလာလုံးဝ professional ကြရဲဆိုတာအဲ့အဲ့မခိုင်ဘူးလို့မျိုးဆိုတော့အရင်အားကြရဲညီမအရင်ဆိုတော့စလိလာတော့ဒီတရုတ်ဆောင်နေဆိုရင်မခိုင်ရဲ့ကားကြီးလိုက်လေလာလိုက်လေလာပြီးတော့အဲ့မှာသူ့ရဲ့ဘလိုနေရာမှာဘလိုတရုတ်ဆောင်နေအဲ့ဒါလေးကြည့်ပြီးတော့ဟိုဘလိုပြောရမလဲအော်အရန်တော်တယ်ဘောဆိုပြီးတော့အဲ့ဒါကြီး လေ့လာပြီးတော့ဟိုတရုတ်ဆောင်တိုင်းပတ်သက်ပြီးတော့လည်းဟိုကူးယူတယ်ပေါ့နော်နောက်ပြီးတော့အစိုးပိုင်းဆိုရင်လည်းအဲအမခိုင်တချင်းနေနေပဲလေ့ကျင့်တာစိုက်စုံတချင်းဆိုရင်ဘလူးကောင်းလေးနဲ့မင်းသားတို့အဲလည်းမျိုးပေါ့နော်မတက်ကြည့်ဘူးတယ်ညီမအဲ့သူ show ပွဲကြီးလုပ်တယ်ဆိုရင်အာညီမသွားကြည့်တယ်ဘလို့ဆိုအရန်စိုက်တယ်ဆိုတော့သူဆိုလိုက်တဲ့အချိန်မှာကိုက live ဆိုရတဲ့ feeling လေးကအရန်မိုက်တယ် ။တချင်းလေးကတော့ညီမကလေဒီ၁၂နာအဲ၁၂လပိုင်းပေါ့နော်။အဲခရစ်စမတ်အပီလေးထွက်ဖို့တော့ညီမကဒီပလန်လေးလုပ်ထားတယ်ပေါ့နော်။ကိုမဒီတက်စောနိုင်အောင်လုပ်ဖို့ပဲဒါပေမဲ့အကြောင်းကြောင့်ကြောင့်လည်းနောက်ဆုတ်ပြီးတော့နောက်ဆုံးဒီ၁၂လပိုင်းလောက်တော့ထွက်ဖို့တော့လုပ်ထားတယ်။အဲ့ခါကျရင်လည်းအပီပါအောင်လို့ပြောချင်ပါတယ်။